ောင်းတယောက်ကငရေကြနေတာလည်းမဟုတ်ဘူးတရိစ္ဆန်ဖြစ်နေတာလည်းမဟုတ်ဘူးသူကဘယ်ရောက်နေတော့ဆိုရင်ဆင်းရဲဒုက္ခတွေအမျိုးမျိုးခံနေရတဲ့ပြိတ္တာဘဝဆိုတာရှိသေးတယ်အဲ့ဒီပြိတ္တာဘဝဆိုတာစားစရာမရှိလို့စားရတဲ့ဝအောင်စားရတဲ့လို့မရှိဘူးတဲ့အမြဲတမ်းစားလောင်းနေတာအမြဲတမ်းစားနေတာဘယ်တော့မှဗိုက်ပြိတ်အောင်မစားရဘူး နေစရာကလည်းမရှိဘူးဟိုခြုံပုတ်ဟိုသစ်ပင်ကပ်ပြီးတော့လူတွေကတော့တဆေလို့ခေါ်မှာပေါ့နော်ဟိုသစ်ပင်ဟိုခြံညဒီလိုကပ်ပြီးတော့နေရပြိတ္တာဘဝလူတွေကစွန့်ပြင်လိုက်တဲ့မစင်အငြိခြေနှက်တွေဓာတွေကိုလိုက်ရှာပြီးစားကြပြိတ္တာဘဝအမြဲတမ်းဆင်းရဲတယ်အမြဲတမ်းဆာနေတယ်ကာလကင်စိကဆိုတဲ့ပြိတ္တာကြီးတကောင် အဲ့ဒီပြိတ္တာကြီးဟာဘုရားမြတ်စွာလက်ထက်တော်ခါကာလာတုန်းကခင်းကမြစ်ကမ်းခြေမှာတောင်ဘက်ပြေးလိုက်မြောက်ဘက်ပြေးလိုက်ကမ်းခြေတလျောက်မှာပြေးလွှားနေတဲ့ပြိတ္တာကြီးကိုဆုံးကန်ကြွတဲ့ကိုတော်တွေကတွေ့တဲ့တွေ့တဲ့အခါကျတော့အဲ့ဒီပြိတ္တာကြီးကိုဘာဖြစ်လို့ပြေးလွှားနေတာလဲဘာလို့ခြင်းလို့လဲလို့မေးတဲ့အခါကျရေတောက်ခြင်းလို့တဲ့ရေစာနုံးလို့တဲ့ စားတယ်ဆိုတာတော့တာမန်စားတာမဟုတ်ဘူးတကူလုံးပူးလောင်ပြီးတော့ကိုမတော့ရမနေနိုင်လောက်အောင်ဖြစ်နေတာเนาะအဲ့တော့ယဟန်တွေကပြောကြတယ်ဒီမှာမြေကြီးနာမင်းပြေးနေတာမြေကြီးမမြင်ဘူးလားအဲ့မှာတောက်ပါတော့လားလို့ဆိုတော့အရှင်ဘုရားတဲ့တပည့်တော်ရေမမြင်ရဘူးခင်ဗျာတဲ့ကဲဘလောက်တနာစရာကောင်းတပည့်တော်ရေမမြင်ရဘူးခင်ဗျာတဲ့ ရေတောက်ချင်လို့တို့တပီတော့ရေရှားနေတာပါတဲ့ရေတန်နေတော့ရှားနေတယ်တဲ့ဘယ်နေရာကြည့်လိုက်ကြည့်လိုက်သူ့စိတ်မှာရေမဟုတ်တော့ဘူးသူရောက်သွားရင်ရေမဟုတ်တော့အဲ့ဒါနဲ့ယဟန်နေကတနာလို့တဲ့ကဲဒီလိုဆိုလို့ရှင်မင်းဒီနာပဲလက်လန်းအိတ်တို့သပိတ်တွေနဲ့ခတ်ပြီးမင်းပါဇတ်ထဲရေလောင်းထဲပေးမယ်ဆိုပြီးတော့သပိတ်တွေနဲ့ရေတွေခတ်ခတ်ပြီးတော့အကင်းကမြစ်ထဲကရေတွေနဲ့ခတ်ပြီးသူ့ပါဇတ်ထဲလောင်းထဲပေးကြတဲ့အဲ့လိုလောင်းထဲပေးတာ တပားလည်းမဟုတ်ဘူးအပါ30လောက်လောင်းထဲလိုက်တာတဏှာကြီးလောက်ကြည့်အောင်လောင်းကြတာဝဗလားဆိုမဝသေးဘူးဝဗလားဆိုမဝသေးဘူးတဲ့ဘယ်ဝမတော့ယန်းတွေက ပြောတော့ကဲတို့လည်းဆွန့်ခံခြင်းနီးပြီတဲ့တို့ရေတွေလောင်းထဲတာမင်းကိုတကူလုံးကိုရွှဲရွှဲဆိုနေပြီရေမဝသေးဘူးလားလို့ဆို အရှင်ဘုရားတို့လောင်းထဲတဲ့ရေတစ်ဆက်ကလေးတပိတော်လေချောင်းနဲ့ရောက်ရင်တပိတော်ဒီဘွားကမလွတ်ပြရစေနဲ့ဘုရားတဲ့တစ်ဆက်မှလေချောင်းနဲ့မရောက်ဘူးတဲ့ကဲ